ဒီနေ့80ထဲမှာကုန်နံပါတ်တွေရိုက်ထည့်ရလေးပြောမယ်အဲ့တော့အခု80 file လေးဖွင့်ထားတယ်နော်80 file လေးဖွင့်ထားပြီးတော့ဒီကုန်နံပါတ်ရိုက်ထည့်တဲ့အခါမှာဟိုက auto တက်ချင်တာဟိုက1လို့ရိုက်ထည့်လိုက်ရင် ကိုသတ်မှတ်တာဒီ T01 ဓမ္မမို့ရင် T001 T002 1လို့ရိုက်လိုက်တာ ਨੇ position က T001 အဲ့လို position နေဒါဆိုရင်သတ်မှတ်ချင်တဲ့ဆဲကွက်ကို select မှတ်ပြီးရင်တော့ဒီ home tab ထဲမှာပဲရှိတယ် number ရဲ့ dialog box ဒီမှာနှိပ်လိုက်လို့ရတယ်။ပြီးရင်ဒီအောက်ဆုံးမှာရှိတဲ့ custom ကိုနှိပ်။ custom ကိုနှိပ်ပြီးသွားရင်ဒီမှာ general လေးရွေးထားပြီးသားဒီ general လေးကို select မှတ်လိုက်မယ်။ select မှတ်ပြီးသွားရင်ကိုက position နဲ့စာသားကို open inverted comma close inverted comma နဲ့မှာထည့်ရမယ်။ကို position နဲ့စာတီမို့လို့တီလို့ထည့်တယ်ပြီးရင် close inverted comma ပြီးရင်ရိုက်ထည့်မှာ1လို့ရိုက်ထည့်တယ်ဒါပေမဲ့ကိုပေါ်ကျင်တာ0 1လို့ပေါ်ကျင်တယ်ဒါဆိုရင်00 0နှစ်လုံးပေါ့0က0ကရှေ့ကပေါ်မဲ့0နောက်က1ဒါဆိုရင်အခု00ဆိုရင်01လို့ပေါ်နိုင်မယ်เนาะအဲ့တော့ကိုပေါ်ကျင်တဲ့ကုန်နဲ့ဘက်ကိုရိုက်ထည့်တာတကယ်လို့ကိုက001လို့ပေါ်ကျင်တယ်ဆိုရင်00ပြီးတော့ရင်0ကဘယ်နှခါပါမလဲဆိုရင်3လုံးပါမယ်ပြီးရင် okay နဲ့ထွက်မယ် ဲ့ဒီအကွက်ထဲမှာ active cell လေးထားမယ်။ကိုက1လို့ရိုက်ထည့်တယ် enter ခောက်လိုက်တယ်ဒီ001လို့ပေါ်တယ်။နောက်ထပ်2လို့ရိုက်တယ် enter ခောက်တယ်ဒီ002 3ရိုက်တယ် enter ခောက်တယ်ဒီ003အဲ့လို auto အတ်မှတ်တာနော်။နောက်ွယ်ရနေတတ်မှတ်တာ။အဲ့ဆိုကိုကတတ်မှတ်မယ်ဒီ001ကိုဘာလို့ရိုက်ထည့်မလဲဆိုရင်ကိုတတ်မှတ်မှာကဒီ shared ကိုသူက red အမျိုးအစားတတ်မှတ်မယ်။ enter ခောက်မယ်002ကိုကြတော့ဒီ shared ကိုပဲ နောက်ထပ် blue မျိုးစားသတ်မှတ်မယ်အဲ့တော့ဒီထဲမှာဆိုရင် down arrow နှိပ်မယ်အထဲထဲမှာဆိုက်ချင်တာဖြစ်တဲ့အတွက် function key f2 ကိုနှိပ်ပြီးရင်ဒီမှာ blue မျိုးစားသတ်မှတ်မယ် b l u e blue enter ပြီးရင် t003 ကိုတောက်လဲအဲ့လိုပဲ t-shirt အမျိုးစားတွေကပဲ t-shirt အမျိုးစားကပဲသူဒီဘာလဲဆိုရင် orange ဒါတော့ကိုကြိုက်တဲ့အကြောင်းသတ်မှတ်ပေါ့တော့ t-shirt အမျိုးစားတွေမှာပဲသူက 1ဒီဘိုင်အောင်2ဒီဘိုင်အောင်3ဒီဘိုင်အဲ့လိုသတ်မှတ်တယ်เนาะအဲ့တော့အဲ့ဒီ set အစဲွက်တွေမှာဟိုဆိုစလုံးပေါင်းမှားနေတယ်ပြင်ကျင်တယ် fashion key F2 လေးကိုနှိမ့်မယ်ပြင်မြားလေးကိုတော့ that's be enter ခောက်လိုက်လို့ရတယ်အဲ့တော့အကကုတ်နံဘက်ကိုနောက်ွယ်ရသတ်မှတ်တာဘယ်လိုသတ်မှတ်လိုက်လဲ select မှတ်ပြီးတော့မှ ဒီဆက်လက်မှတ်ထားတဲ့ဆဲခွက်ကိုနောက်ခွေအသတ်မှတ်ချင်တာဖြစ်တဲ့အတွက်နံပါတ်ရေးပေးရ dialog box ကိုသုံးပြီးတော့ကြတော့သတ်မှတ်လိုက်တယ်။ဒီမှာရိုက်ထည့်တဲ့အခါမှာ open environment ကောမှာ close environment ကောမှာဒီပုံသေးပေါ်မဲ့စာနောက်ကကုန်နံပါတ်လိုချင်တဲ့ကုန်နံပါတ် နောက်တစ်မျိုးဒီမှာဈေးနှုန်းဈေးနှုန်းမှာလည်းအဲ့လိုပဲဈေးနှုန်းမှာသူကတန်ဖိုးမှာဥမာဆိုရင်3000ကျက်9000ကျက်အဲ့လိုမျိုးနောက်ကကျက်ဆိုတာလေးပေါ်ကျင်တယ်ဒါဆိုသူ့ကိုဒီလိုမျိုးလေးဆက်ကွက်ကိုဆက်လက်မှတ်မယ် ဒါကြတော့ဆဆွားလို့ number ရဲ့ dialog box ကိုပုံလဲရတယ်နောက်တစ်မျိုးက keyboard က function key control ကိုပြတိုင်းအချိန်မှာ1ကိုနှိပ်လိုက်လို့ရတယ်ဒါလေးကတော့ shortcut ပေါ့နော်အဲ့ဒါဆိုရင် number တက်ပြရမယ်ဒီမှာ custom ကိုရွေးပြရမယ်ထိပ်ဆွား general လေးကိုဆက်လက်မှတ်ကိုကပေါ်စေချင်တာကချက်ဆိုတာလေးပဲပေါ်စေချင်တာအဲ့တော့ဒါကဒီထဲမှာပေါ်စေချင်တဲ့စာသားဒီ open inverted comma close inverted comma အတွင်းထဲမှာပဲရိုက်ထည့်ရမှာ ဲ့တော့ရှေ့မှာကကွာတန်ဖိုးက0အဲရိုက်ထဲမှာ0ဆိုတဲ့နေရာဒီဘယ်လိုမှမဆို3000 5000ရိုက်ထဲမှာတန်ဖိုးပေါ်စေခြင်းနဲ့စာသား open inverted ကွာမှာကြည့်ပြီးရင် close inverted ကွာမှာပြီးသွားရင်တော့ okay ဒါမှမဟုတ်ရင် enter ခောက်လိုက်လို့ရတယ်အမိုးရိုက်ထဲကြည့်မယ် t-shirt rack က6000 ပြီးသွားရင် enter ခောက်လိုက်ဒါဆိုရင်6000ကျပ်ဝင်သွားတယ်နော်နောက်က blue blue ကကြတော့9500 enter ခ orange တတောင်းကွယ် enter ဒါဆိုရင်နောက်ကွယ်ကသတ်မှတ်တယ်ပိုင်းအဲ့တော့ဒီမှာနှစ်မျိုးပြောခဲ့တယ်ဒီဘုတ်ကနေ control control ကိုဖိပြီးတော့1ကိုနှိပ်ပြီးတော့ comment ခေါ်ချတာလေးပြောခဲ့တယ်နောက်ပြီးတော့နောက်ွယ်ရသတ်မှတ်တဲ့အခါမှာ သူကပေါ်ခြင်းတဲ့စာသားကို open inverted comma close inverted comma အတွင်းထဲမှာပေါ်ခြင်းတဲ့စာသားကိုရိုက်ထည့်တယ်။ပြီးရင်တော့ရှေ့က number တည်းဘာလို့လဲ။ရှေ့က number ကကိုကရိုက်ထည့်မှာဖြစ်တဲ့အတွက်0လေးနဲ့သွားပြီးတော့ရိုက်ထည့်လို့ရတယ်။ဒါတစ်ခုပြောခဲ့တယ်။နောက်တစ်ခုက t-shirt t-shirt တို့ဘာလို့ဆိုလဲအဲ့လိုပဲကုတ်နံပါတ်သတ်မှတ်ချင်တာဖြစ်တဲ့အတွက်ပေါ်ခြင်းတဲ့စာသားကို open inverted comma ဒီ ပြီးရင်နောက်ကနံပါတ်ကကွာ1 2 3ပေါ်ကျင်တာဒီဘက်အကွက်ဆိုရင်ဒီမှာ001ဆိုရင်ကိုနောက်မှာရိုက်တာ0အကုန်လုံးနဲ့ရိုက်ပြီးတော့နောက်ဘက်ကနေမှတ်တာလေးပြောခဲ့တယ်ဒါလေးကပြန်ပြီးလေ့ကျင့်လို့ရအောင်လို့ပါနော် လေ့ကျင့်ကြည့်ပါဦး